အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့နောက်ဆုံးတော့ကျွန်တော်တို့ ညီညီဆဲဆဲလေးနေဖို့အတွက်အိမ်ပြန်ရောက်လာပြီပေါ့နော်ဒါကြားထဲမှာခီးထွက်ဖို့အတွက်ဒါကျွန်တော်အစီအစဉ်လေးသိမရှိသေးတဲ့အတွက်ကြောင့်အိမ်မှာပဲဒါဒီနေ့ဗီဒီယို6ဘူးပြောင်းပြန်လည်ပြီးတော့တင်ဆက်ပေးပါတော့မယ်ဘောတော့အဲ့တော့ဒီနေ့မနက်ခင်းမှာဒါကျွန်တော်လက်ရှိမှာ Manchester United ဒါကျွန်တော်တို့သတင်းအစုံလင်းကိုတနေရာထဲမှာကျွန်တော်ပြောပြသွားအောင်အဲ့တော့ Manchester United အသင်းအနေနဲ့ဒါပထမဦးဆုံးသတင်းတစ်ခုဟာပါလဲဆိုတော့ဒါကျွန်တော်တို့ Samminho ကို Manchester United အသင်းကဒါကျွန်တော်ဒီနေ့ညရာသီမှာတန်း90နဲ့ကန်လန်းခဲ့တယ်ဆိုတဲ့သတင်းစတင်ပြီးတော့ထွက်ပေါ်လာခဲ့တယ် Manchester United အသင်းနဲ့ဒါ ျွန်တော်တော်တန်ဟော့စပယ်အသင်းကတော့ဒါဘုံမောင်အသင်းကိုဒါကျွန်တော်ဆမ်မီညိုအတွက်တယောက်ကိုပေါင်သန်း90ဆိုတဲ့ကန်လန်းမှုမျိုးနဲ့ကန်လန်းမှုကိုစီကိုစီပြုလုပ်ခဲ့တယ်လို့သိရတယ်မှာပါတယ်။အဓိကဒီညမှာဒါကျွန်တော်ဘုံမောင်အသင်းကသူတို့နေကစားသမားတွေအများကြီးရောင်းချထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီကန်လန်းမှုကိုတော့ဒါနှစ်သင်းလုံးစီကနေပြီးတော့ပယ်ချခဲ့တယ်လို့သိရတယ်မှာပါတယ်။ United အသင်းကဒီညမှာဒါကျွန်တော်တို့ Benjamin Sess ကို Matthew Corner Brian Ambon ကို၃ယောက်လုံးခေါ်ယူပြီးတဲ့အချိန်မှာတော့မှဆမ်မီညိုကိုကန်လန်းခဲ့တဲ့ပုံစံမျိုးဖြစ်တယ်။သူတို့နေကျွန်တော်ဒါ United ပြည်သက်တချို့ထင်လို့ဆမ်မီညိုကိုဒါ Brian Ambon ကို ူခေါ်ညာတို့မခေါ်သေးခင်မှာကန့်လန့်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဆမ်မီညိုကိုမန်ချက်စတာယူနိုက်တက်အသင်းကနေပြီးခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲလက်ရှိမှာဒါကျွန်တော်တို့ဟို ကျန်တဲ့ကစားသမားကိုသူတို့ခေါ်ယူထားတဲ့ကစားသမား၃ယောက်ကိုခေါ်ယူပြီးခဲ့တာတော့မှဒါဆမ်မီညိုကိုခေါ်ယူဖို့တထပ်မှန်ပြီးစူးစမ်းခဲ့တာဖြစ်တယ်။ United လက်ရှိမှာဒါကျွန်တော် Ineos အုပ်စုအနေနဲ့တိုက်ဆက်ပိုင်းကိုအကြီးအကျယ်ဒါကျွန်တော် Premier League ပူဖက်အနေနဲ့အတူတူကျွန်တော်တိုက်ဆက်ကိုမြင့်တင်နေတာဖြစ်ပြီးတော့လက်ရှိမှာလည်းဝယ်ယူထားတဲ့ကစားသမားတွေရဲ့ခြေစွမ်းလေးကိုလည်းကြိုက်နှက်တက်နေတဲ့အတွက်ကြောင့်မို့လာမယ့်နွေရာသီမှာလူဝယ်ဖြစ်ခဲ့မယ်ဆိုရင်တော့မှ Premier League ပူဖက်တွေကိုထပ်ပြီးတော့ဝယ်ယူသွားဖို့အတွက် United အသင်းကဆက်လက်ပြီးပြင်ဆင်နေသေးတယ်မှာပါ။အဲ့တော့ဆမ်မီညိုကိုယ်တိုင်ကလည်း United အသင်းကိုပြောင်းရွှေ့ဖို့တဲ့စိတ်ဝင်စားခဲ့တယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်ကစားသမားကတော့ဒါ ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကိုတော်တော်ဟော့စပါးအသင်းနဲ့ကိုစကားမပြောခင်မှာပဲဒါအသင်းဘက်ကနေပြီးတော့ဒီအပြောင်းရွှေ့အတွက်ပိတ်ချခဲ့တယ်တို့ကြောင့်မို့ဒီအပြောင်းရွှေ့ကဆီရှေ့ဆက်ပြီးမဖြစ်ခဲ့ဘူးပေါ့နော်အဲ့တော့အကြိမ်ပြန်စမ်းကြည့်မယ်ဆိုဘုံမောက်အသင်းနဲ့ဒါကျွန်တော်ဒီနေ့ညရာဒီမှာလေတို့တို့အဓိကကစားသမားတွေဖြစ်တဲ့ဝိုက်ဆန်တို့ဒါကျွန်တော်တို့တိုက်စစ်ပိုင်းမှာဒါကျွန်တော်တို့အဲ ်အော်တာရာကိုရောင်းချခဲ့တယ်ဘောနော်ပေတာကျွန်တော်စပားညီကရာကက်အဓိကပြဿနာကြီးမှာဆိုရင်လက်ရှိမှာဘုံမောက်ဒီနှစ်မှာဒီခြေစွမ်းဖြစ်နေတော်တော်လေးကို surprise ဖြစ်ရှာတာကောင်းတယ်သူတို့ရဲ့ဒါ cancel တိုင်းတစ်ခုလုံးကိုရောင်းချခဲ့ပြီးတော့ဒီလောက်ကောင်းပြနေတာကွာ Ariola တော်တယ်လို့တော့ပြောလို့ရမယ်တယ်ပါပါတယ်ဘောနော်ထားပါလက်ရှိမှာဒါ Manchester United အသင်းကတော့ရှင်ပါတယ်ဒါကျွန်တော်တို့ Samminio ကိုလာမယ့် New Year ဒီမှာထပ်မံပြီးတော့ trial မှာဖြစ်တဲ့ဆိုတဲ့သတင်းဒီလေးတောက်လျှောက်ထွက်ပေါ်နေအောင်တွေ့ရမယ် United ရဲ့လက်ရှိကမ်းလှမ်းမှုကိုတော့ဒါကျွန်တော်တို့ဘုံမောက်အသင်းကညင်းပယ်ခဲ့တာဖြစ်ပြီး United အသင်းကလာမယ့် New Year ဒီမှာတော့ Samminio အတွက်ဒါကျွန်တော်လက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံတစ်ခုအနေ နဲ့ဆက်လက်ပြီးတော့ကန်လန်ဖို့အတွက်ထပ်ပြီးတော့ trial လို့သွားကြည့်အောင်မယ်လို့လည်းသိရတယ်မှာပါပါတယ်ထပ်မှန်ပြောရမယ်ဆိုရင်လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့စာချုပ် တက်တန်းတူမဲ့ကိစ္စတွေပေါ့နော်ယူနိုက်တက်အသင်းကခုလက်ရှိမှာဒါကာဆမဲရီကိုစာချုပ်တက်တန်းဒါကျွန်တော်ကျန်နေတက်တယ်ကျန်နေတက်ရင်တူလို့ရတယ်ဆိုတော့တစ်နှစ်ဆိုတော့စာချုပ်ကတော့ဒါတက်တန်းတူမှာမဟုတ်ဘဲနဲ့စာချုပ်တစ်ပုံစံမျိုးကန့်လန့်ဖို့အတွက်ယူနိုက်တက်ဘက်ကပြင်ဆင်လာခဲ့တယ်အဓိကကလက်ရှိမှာကာဆမဲရီရနေတဲ့လာစာကအင်မတန်မှအသင်းအတွက်လုံးဝ unfit ဖြစ်နေတဲ့အတွက်ကြောင့်မလို့အသင်းကဒါကျွန်တော်ကာဆမဲရီကိုရေရှည်အရအလူရှိနေတယ်ဆိုရင်တော့မှဒီလာစာကိုပေးဖို့အတွက်ဘယ်နည်းနဲ့မှ Ineos အုပ်စုအနေနဲ့ဒါကျွန်တော်တို့လက်ခံသွားမှာမဟုတ်ဘူးလို့သိရတယ်ဒီမှာပါတယ်အဲ့တော့ကာဆမဲရီအနေနဲ့ခုလက်ရှိမှာရနေတဲ့လာစာကတပတ်လုခလာစာဒါ၃ သိန်း9500ထိရရှိနေတာဖြစ်ပြီးတော့ဒီလဆိုင်ရဲ့ကျွန်တော်ထပ်ဝက်ဈေးဖြစ်တဲ့တသိန်းခွဲနဲ့တသိန်း6500ထိ short ချဖို့အတွက် United ဘက်ကနေပြီးတော့တောင်းဆိုမှုတွေကိုပြုလုပ်ထားပြီးဖြစ်တယ်။ Casemiro ကလက်ရှိမှာလဆာ short ယူဖို့အတွက်ဆန္ဒရှိရဆိုတဲ့ဆိုင်ရဲ့တော့သူ့အနေနဲ့ sorry ကိုသာပြောင်းဖို့အတွက်ပို့ပြီးတော့ဆရာထပ်တန်တယ်လို့သိရတယ်မှာပါတယ်။ United ဘက်ကလက်ရှိမှာပြောချင်တာကအဓိကတော့ကွင်းလယ်ပိုင်းမှာ experience ရှိတဲ့ကစားသမားတယောက်ကိုအသင်းမှာဆက်ပြီးထားခြင်းနဲ့ဒီလဆိုင်တော့မပြီးချင်ဘူး။စာချုပ်သစ်ပုံစံမျိုးကန့်လန့်မှုတွေပြင်ဆင်နေ။ဒါပေမဲ့လက်ရှိမှာ Casemiro ကဒီထက်နေတဲ့လဆာကိုလက်ရှိမှာလက်ခံသွားဖို့မရှိဘူး။သူ့အနေနဲ့ sorry ဘက်ကလည်းသူ့ကို န်းနှံ့မှုတွေကောင်းနေတဲ့ကြောင့်သူသိနေတဲ့ကြောင့်လာမယ့်လူရာဒီမှာတော့ကာစမီရိုနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့လမ်းခွဲမှုတွေကဖြစ်ဖို့အတွက်ရာဂိုင်နှုန်းကတော့တော်တော်လေးကိုများနေပြီလို့သိရတဲ့ထဲမှာပါပါတယ်အဲ့တော့စာချုပ်တဲ့ပတ်သက်ပြီးနည်းလေးအဲ့တော့ထပ်ပြီးရအောင်မယ်ဆိုရင်တော့ဟယ်ရီမကွိုင်းရဲ့စာချုပ်ကတော့လက်ရှိမှာအခြေအနေကောင်းနေတော့သိရတယ်မှာပါတယ်ဟယ်ရီမကွိုင်းနဲ့အခုလက်ရှိမှာတပတ်လောက်ခလာစာသိန်း2500ဒါမှမဟုတ်သိန်း ခွဲလောက်ထိရှော့ယူပေးဖို့အတွက် United သစ်စီကနေပြင်ဆင်နေပြီဖြစ်ပြီးတော့ United ဘက်ကလည်းဒါကိုလက်ခံသွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။စာရုပ်သက်တမ်းကတော့အရင်ကြီးမများ1 plus 1ပဲဖြစ်ဖို့များတယ်။ United ဘက်ကဒါ Harry Maguire ကိုနောက်ထပ်တစ်နှစ်လောက်ပဲထပ်ပြီးတော့ထိန်းချင်တဲ့ကြောင့်စာရုပ်သစ်ပုံစံမျိုးကန့်လန့်တဲ့အနေအထားမှာရှိခဲ့တယ်လို့သိရတယ်မှာပါတယ်။ Harry Maguire ကလည်းလက်ရှိမှာ United အသစ်မှာပျော်ရွှင်နေတဲ့ကြောင့်ဒီစာချုပ်ကိုကန့်လန့်မှုကိုလက်ခံသွားဖို့ရှိပြီးတော့နောက်ထပ်တစ်နှစ်ထပ်နေပြီးမှသာ United သစ်စီကထွက်ခွာပြီးတော့ Sorry ဘက်ကိုသွားဖို့အတွက် Harry Maguire ကပြင်ဆင်နေတာဖြစ်တယ်။တစ်ဘက်က Casemiro ကလည်းလိုမျိုးမဟုတ်ဘူးပေါ့နော်။ Casemiro အမေရိကသူ့ရဲ့အသက်အရွယ်နဲ့သူ့အနေနဲ့ဒါ United နဲ့သူနဲ့လမ်းခွဲချိန်တန်ပြီလို့ဆိုခဲ့တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လာမယ့်လူရာဒီမှာတော့ United ရဲ့ကံလမ်းမှုအသစ်ကိုညှင်းပယ်ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်တို့ United အသင်းနဲ့လမ်းခွဲသွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီဆိုတဲ့သတင်းတွေကတော့တော်တော်လေးကိုဒါကျွန်တော်တို့တက်လာခဲ့ပြီလို့ပြောလို့ရတယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်လာမယ့်ဒါကျွန်တော်တို့စောင်းရသည့်အပြောင်းရွှေ့ကာလတစ်ဝိုက်မှာပေါ့နော် United အသင်းရဲ့ဒါကျွန်တော်တို့ကစားသမား နှစ်ယောက်သုံးယောက်လောက်ကိုဒါ United သေးနေတာကျွန်တော်တို့ FCO မှာဆုံးရှုံးရဖို့ရှိတယ်အဓိကဒါကျွန်တော် right hand side တခုလုံးပေါ့နော် right wing နေရာမှာဒါကျွန်တော်တို့အာမက်ဒီယာလူနဲ့ဆိုတော့ဒါ Apply M1 ဘူးလို့နှစ်ယောက်လုံးကို Manchester United အသင်းနေနေသူတို့အနေနဲ့ဒါကျွန်တော်တို့ကစားသမားတွေကိုဒါကျွန်တော် FCO ပေါ့နော် Arsenal African African National Plan မှာဒီကစားသမားတွေကိုဒါကျွန်တော်ဆုံးရှုံးရဖို့ရှိတယ်။ဒါကြောင့်မို့လား United အသင်းအနေနဲ့ဒီကစားသမားတွေဆုံးရှုံးရဖို့အချင်းဒီတွေရှိရတဲ့ကြောင့်မို့ Kobe Mine ကိုဒီနှစ်ဆောင်းရသည်မှာအသင်းကနေပေးထွက်ဖို့အတွက်တော်တော်လေးကိုပြန်စဉ်းစားနေပြီလို့သိရတယ်မှာပါတယ်။ရုပ်ထည့်ကြည့်မယ်ဆိုရင်တော့ဘာဆိုင်လဲလို့မြင်မယ်ဆိုရင်တော့ဘာမှမဆိုင်ဘူးလို့ပြောလို့ရပေမဲ့ကစားသမားအင်မတန်မှဒါကျွန်တော်တို့ net ပါသွားတဲ့ပြဿနာကို United အသင်းနဲ့ Kobe Mine နူနီနဲ့ဒါကြောင့်အသင်းကဆက်ဆက်ပြီးသားထွက်သွားခဲ့မယ်ဆိုရင်တော့ပူဆိုးသွားနိုင်တဲ့အနေအထားဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့ United အသင်းအနေနဲ့အခုလက်ရှိမှာ Kobe Mine နူကိုတော့လာမယ့်နေရာဒီမှာထိန်းသွားဖို့ ို့အတွက်ပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါကိုလာမယ့်ဆောင်းရာသီမှာ ထိန်းသွားမှုတွေပြင်ဆင်လာခဲ့လို့တရင်ထွက်လာခဲ့တယ်အဲ့တော့ယုတ်တိရဒဲသက်ဆိုင်လာတော့မင်းမဲဒဲတော့မသက်ဆိုင်ဒါပေမဲ့ဒဲသက်ဆိုင်နေကတော့တယောက်ကတော့ဒါဘီယောရှွဲစစ်စီပဲဒါမကြခင်မှာ Brian M1 ဘူတယောက်ဒါကျတော့အသင်းကနေပြီးတော့ဒါ F ကုံကိုတလလောက်တွားပြီးတော့ဆော့ရမယ်အတွက်ကြောင့်မလို့ Manchester United ကတော့ Joshua Zirkzee ရဲ့ဆောင်းရသည်ထွက်မယ်ပလန်ကိုလက်ရှိမှာပြန်လည်ပြီးစဉ်းစားနေတယ်ဆိုရဲတရင်ထွက်ပေါ်လာခဲ့နေ Joshua Zirkzee နေနဲ့ခုလက်ရှိလာမယ်ဆောင်းရသည်မှာအသင်းကထွက်ဖို့အတွက်တရားဝင်ထွက်ခွင့်တောင်းထားခဲ့ပြီဖြစ်ပြီးတော့အသင်းဘက်ကတော့ပထမပိုင်းတော့ဒါကျတော့လက်ရှိမှာလက်ခံသွားခဲ့တာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ Brian M1 ဘူနေနဲ့ဒါ သူ့ရဲ့နိုင်ငံအသင်းနဲ့အတူ Africa National Flag မှာသွားကန်ရမယ်အချိန်မှာတိုက်ဆက်ပိုင်းလူအပ်ချက်ကြောင့် Joshua Zigzi အနေနဲ့ဝင်ကစားရမယ်ဆိုရင်သူတို့နဲ့အကစားသမားပါပျောက်သွားမယ်ဆိုရင်သူတို့အသင်းတွေတော်တော်လေးကိုထိခိုက်နှံ့နာသွားမှာဆိုတဲ့အတွက်ကြောင့်မလို့ Joshua Zigzi ရဲ့အပြောင်းအရွှေ့ကိုဒီနေ့ဆောင်းရသည်မှာ Manchester United ဘက်ကနေပြီးတော့ဖြစ်နိုင်မယ်ဆိုရင်တော့ဒါကျွန်တော်တားဆီးသွားနိုင်တယ်ဆိုတဲ့ဒရင်ထွက်လာကြ Joshua Zigzi အနေနဲ့ခုလက်ရှိမှာဒီ risk ကိုတော့သူအနေနဲ့မယူခြင်းဘူးသူနဲ့ကျွန်တော်ဒီနေ့ဆောင်းရသည်မှာသူ့ကိုလက်ရှိမှာခေါ်ချင်နေတဲ့ဒါ ရိုမာအသင်းကိုပြောင်းရွှေ့ဖို့တဲ့လက်ရှိမှာတော်တော်လေးဟာသူ့အနေနဲ့ဟိုစူးစမ်းနေရုံသိရတယ်မှာပါတယ်။ကစားသမားရိုမာအသင်းနဲ့ဒါအကျိုးသဘောတူညီမှုတောင်ရယူဖို့တဲ့စူးစမ်းနေတာဖြစ်ပြီးတော့ဒါဆောင်းရာသီအပြောင်းရွှေ့မှာ United အသင်းကနေထွက်ခွာဖို့အတွက်တော်တော်လေးကိုတည်ကြနေတဲ့ movement တွေကိုလည်းဒါ Joshua Zirkzee ကနေပြီးတော့မြင်ရဖို့အတွက်ရခိုင်နှုန်းတွေတော်တော်လေးကိုများပါတယ်။ဒါပေမဲ့ Manchester United ကလည်းရှိမှာ FC ရဲ့ကိစ္စနဲ့ Joshua Zirkzee ကိုတားသွားမှာလားမတားသွားဘူးလားဆိုတော့ဟိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်နေထားမှာရှိပါတယ်။ကစားသမားလက်ရှိမှာအသင်းမှာလုံးဝနေဖို့အတွက်စီစဉ်မရှိတော့ဘဲနဲ့အသင်းကသာထွက်ဖို့အတွက်လက်ရှိမှာပြင်ဆင်နေတာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုတော့ တရားဝင် journalist တွေကိုယ်တိုင်ကတရားဝင်ဒါကျွန်တော်အတည်ပြုခဲ့တာဖြစ်တယ်လို့သိရတယ်မှာပါပါတယ်အဲ့လက်ရှိမှာလည်းကျွန်တော်နောက်ထပ်သတင်းတစ်ခုအနေနဲ့ဆက်လက်ပြီးပြောရမယ်ဆိုရင်တော့ Manchester United အသင်းနေနဲ့ ဒါဒီနေ့မနက်အစောပိုင်းမှာတက်လာခဲ့တာပေါ့နော်ဒီနေ့ညရာဒီအပြောင်းအရွှေ့မှာ United အသင်းကတိုက်စင်မှုဒါကျွန်တော်ဝယ်ယူဖို့ရှာဖွေတဲ့အချိန်မှာဒါ Zig Benjamin Sesko အပြောင်းအရွှေ့မတိုင်ခင်ဆက်ကြမှာပေါ့နော် United အသင်းနဲ့ဒါကျွန်တော်တို့ Lewandowski ကို Barcelona အသင်းကနေခေါ်ယူဖို့အတွက်စဉ်းစားခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။လက်ရှိမှာဒါကျွန်တော်ဒီတိုက်စင်မှုတဲ့ Ruben Amorim ကသဘောကျခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပေမဲ့ Sir Jim Ratcliffe တို့ဒါ Ineos Osu နေဒီကစားသမားလောက်ခလာစားအများတဲ့ပြင် Barcelona ကိုလည်းပြောင်းရွှေ့ခြင်းပေးရမှာဖြစ်တဲ့အတွက်ကြောင့်ဒီအပြောင်းအရွှေ့ကို Manchester United အသင်းဘက်ကနေပြီးတော့ ဒါကျွန်တော်တို့ အပြောင်းရွှေ့ကာကွယ်ခဲ့တယ်လို့သိရတယ်ပေါ့ပါအဓိကလက်ရှိမှာဒါကျွန်တော်လူဝင်တော့စကေလုခသစာများမှုပေါ့နော်သူတို့နေနောက်ထပ်ကာစမဲရိုတယောက်ပုံစံမျိုးထပ်ပြီးမဖြစ်အောင်သူတို့နေလီဝင်တော့စကေအပြောင်းရွှေ့ကိုဒါဆာဂျင်ရက်ဂလစ်ကိုတိုင်ကဘလော့လုပ်ခဲ့တယ်လို့သိရတယ်ပေါ့ပါတယ်ယူနိုက်တက်တဲ့ဒါကျွန်တော်အကယ်၍ဒါလူဝင်တော့စကေခေါ်ခဲ့မယ်ဆိုရင်တော့မှဘန်ဂျမင်ဆက်စကိုခေါ်ဖြစ်တော့မှာမဟုတ်လာဘူးလို့သိရတယ်ပေါ့ပါအကယ်မှန်တိုင်းပြောမှဆိုရင်တော့ဒါအကောင့်အတွက်ဖြစ်လာတဲ့လူပဲပြောလို့ရအောင်ပေါ့နော်ဘန်ဂျမင်ဆက်စကိုကိုခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာလီဝင်တော့စကေအပြောင်းရွှေ့ကိုတော့ဒါကျွန်တော်မခေါ်ယူဖြစ်ခဲ့တဲ့အနေထားမှာတော့ရှိတယ်မန်ချက်စတာယူနိုက်တက်အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ရူမီအာမိုရင်းကလီဝင်တော့စကေကိုတော့ ဆက်စကိုကိုဒါမခေါ်ဘူးခေါ်မယ်လို့မသိခင်တော့ငါတို့ကလီဝန်ဒေါစကီတော်တော်လေးကိုလိုချင်ခဲ့တယ်လို့သိရတယ်မှာပါဒါပေမဲ့ United ဘက်ကလက်ရှိမှာဒီကစားသမားလုခလာစာအင်မတန်မှများလုံးတဲ့ကြောင့် United ဘက်ကဒီအပြောင်းရွှေ့အတွက်ဒါကျွန်တော် move ကို block လုပ်ခဲ့တယ်လို့သိရတယ်မှာပါပါတယ်ဒါတော့ဗပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာအချင်းလူဆက်ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးမကြွတူပါဗျကောင်းမွန်တော့နေ့ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နေနောက်မှာပဲ AACC တွေ့ကြရပါဘောအားလုံးမကြွတူပါ မြန်မာရေးကလစ်ပြီးကြပါအောင်မြန်မြန်ကလစ်မှာမြန်မြန်အားဖြစ်ပါတယ်တေးပါဗျ